ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဇရောပကြသေးကြပါတေဆာပြီးစီးသွားခဲ့တယ်အနောက်ရကိုခီးသွားတဲ့မှတ်တမ်းမှာတော့ဖြင့်ဆရာတော်ဝူခုံပါကျဲဇာဝူကျုံတို့တတိုက်ဟာကျန်းစာတော်တွေကိုပြိပြီးတော့ပြန်လာခဲ့ပြီပဲဖြစ်ပါလေဇရောအသွားရှိရပြန်ရှိရမယ်ဆိုသလိုပဲအနောက်ရကိုခီးသွားပြီးတော့ပြန်လာခဲ့တဲ့မှတ်တမ်းကိုတော့တေဆာပြီးသွားမှာဖြစ်ပါလေခင်ဗျာဒါတော့ channel ကို subscribe လုပ်ဘေးနာကောင်းလို့နှိပ်ပြီးရောဇုံခုံတို့ရဲ့ဗျံခီးကိုစတင်လိုက်ကြအောင်ပါ ပိုင်းအစမှာတော့မိစာညီနောင်သုံးပေါ်ရဲ့လက်ထဲကနေလွမြောက်လာခဲ့တဲ့ဇုံခုံလိုတပ်ဖွဲ့ဟာအစာရောရေပါလိုအပ်လာခဲ့ကြပါတယ်။အဲဒီချိန်မှာရေစီးတံတစ်ခုကိုကြားလိုက်ရပြီးတော့ရေစီးတံကြားအစီကိုအလင်းမြန်ပဲတွားရောက်ခဲ့ကြပါတယ်။မြေရစင်းစီးစင်းနေရာကိုတွေ့တာကြောင့်ပါကျဲကတပိတ်ကိုယူကရေကုန်အမြန်တွားပြီးတော့ကတ်ခဲ့ပြီပဲ။ခိုက်ယူလိုက်တဲ့ရေတိုင်းဟာမဲနဲ့နေတာကြောင့်တောင်းမရပဲဖြစ်နေခဲ့ရပါတယ်။တောင်းမြရတဲ့ဆုံးမြစ်ကိုဖြတ်ကူးလိုက်ကြဖို့ဆုံးဖြတ်ကြမှာလေးယောက်သားခက်ခဲနေခဲ့ကြပါတယ်။အဲဒီချိန်မှာလူသူကင်းမဲ့ရနေရာမှာလေရှင်လေးတူးပါ တရွေ့ရွေ့လော်ခတ်လာနေတာကြောင့်ဇာတော်ကလမ်းပြီးတော့ခေါ်လိုက်ပါလေဇုံခုံကတော့သူ့ရဲ့ဒိဗာစကုနဲ့ရှိုးလိုက်တဲ့ခါမှာမိစာမန်တိတာကြောင့်တားဆီးခဲ့ပြီမဲ့ဇာတော်နဲ့ပါကြရလေးဘောကိုပါသွားခဲ့ပါပြီလေယာကန်းနဲ့ဝေးရတဏျာကိုရောက်တဲ့ခါမှာတော့ရေလိုင်းတစ်ခုရဲ့ဝါမြုံမှုကြောင့်ရေအောက်ကိုနှိမ့်မြုပ်ကပျောက်ကွယ်သွားခဲ့ပါတော့တယ်ဝူခုံကလည်းရင်ကုန်မကျွမ်းကျင်တာကြောင့်ဇာဥချင်းကပဲရေအောက်ကိုငုံရှိုးကရှားဖွေခဲ့ရပါတော့တယ်ရေအောက်မှာတော့ရေနန်းတော်တစ်ခုရှိနေပြီးတော့နန်းတော်သခင်ဟာကောင်းပါလေးကို လက်ဆောင်ပေးမယ်ဆိုပြီးတော့တဏျာကိုခေါ်သွားခဲ့ပါတယ်။ရေအောင်နန်းတော်ကိုရောက်လာခဲ့တဲ့ဝူကျင်းကတော့အဆောင်တယောက်နဲ့တွေ့ကတိုက်ခိုက်နေခဲ့ရပါတယ်။ရေနန်းတော်တခင်အားသူချစ်တဲ့ချောလေးစီကလိုချင်တာရဖို့အတွက်လက်ထိုးတဲ့နေနဲ့သူဖမ်းဆီးခေါ်ဆောင်လာတဲ့ဆရာတော်ထန်ဆန်းကိုပြလိုက်တာပါ။အချောလေးကလည်းအဲ့ဒီဘုန်းကြီးကဘာလို့ရမှာလဲလို့မေးလိုက်ပါတယ်။ရေနန်းတော်တခင်ကလည်းဒါအာတမန်ဘုန်းကြီးမဟုတ်တဲ့သူတော်စင်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။အချောလေးကလည်းသူတော်စင်ဆိုရင်ဘာကြောင့်ဖမ်းထားလဲဆိုပြီးတော့အကန်ဒီပဲပြောနေခဲ့တာပါ။ ရေနံတော်တခင်လဲသူတော်စင်ဆိုပေမဲ့ဒန်ဆန်းဘဝပေါင်းများစွာပါရီဖြည့်ခဲ့ပြီးတော့သူ့ရဲ့အသားကိုစားပါကသာဝရအသက်ကိုရရှိနိုင်လိမ့်မယ်လို့ပြောပြလိုက်ပါတယ်။အချောလေးကလည်းသာဝရအသက်ရတော့ဘာလို့ရမှာလဲ။သွားလိုက်လှုပ်လိုက်စားလိုက်အိမ်ပြန်အိတ်လိုက်နဲ့ခန္ဓာကိုယ်ကြီးအားနာစရာကောင်းပါတယ်လို့ပြောနေပါတယ်။ပြင်းစရာကြီးပဲလေလို့သူမနစ်သက်တဲ့ရေနံတော်တခင်ကိုပြန်ပြီးကြွားကြအောင်ပြောနေပါတယ်။ပြီးတော့အချောလေးတောင်းတောင်းကဒါဝမ်းသာစရာသတင်းလာလို့ရေနံတော်တခင်ကိုပြန်ပြီးတော့မေးလိုက်ပါတယ်။ ဲချိန်မှာပဲမျက်နှာချက်မှာဝတ်တုတ်ချီခံထားရတဲ့ပါကျဲကလေသမားရောင်ဆောင်ပြီးတော့သူ့ဆရာကိုဖမ်းနဲ့မိစာလို့ပြောလိုက်ပါတယ်။တောင်းတောင်းအဲ့မှာဘသူကြီးလဲဆိုပြီးတော့ပါကျဲကိုကြီးလိုက်ပါတယ်။ရေနန်းတော်တခင်ကတော့တောင်းတောင်းကိုမကြောက်ပါနဲ့အသေးလေးရယ်ဆိုပြီးတော့ပါကျဲစီကိုရောက်သွားခဲ့ပါတယ်။ရေနန်းတော်တခင်ကသူ့ကိုမကောင်းဆိုးအမိစာလို့ပြောနေတဲ့ပါကျဲကိုသူစိတ်ကောင်းဝင်ပြီးတော့သူ့အသေးလေးနဲ့ကြီးနူးနေတာမလို့အသက်မခံရတာကိုမှတ်ထားလိုက်လို့ပြောလိုက်ပါတယ်။ပြီးတော့တောင်းတောင်းကဆရာတော်မျက်နှာကိုကြည့်ပြီးတော့ထန်ဆန်းဆိုတဲ့ဆရာတော်လားလို့မေးလိုက်ပါတယ်။ အပြင်ဘက်မှာတော့ဝူချင်းကမကောင်းဆိုးဝါးတွေသူ့ဆရာနဲ့ပါချဲကိုလွတ်ပေးဆိုပြီးတော့တောင်းကျမ်းနေခဲ့တာပါအဲမှာရေနိုင်တော်တခင်ရဲ့တပည့်တယောက်ကအမြန်ဝင်လာပြီးတော့အပြင်ဘက်မှာမေးစီမွေးနဲ့ထိတ်ပြောင်ပြောင်တယောက်ကလာပြီးတော့တောင်းကျမ်းနေပါတယ်လို့ရှောက်ထားခဲ့ပါတယ်ရေနိုင်တခင်ကသူ့ရဲ့အသေးလေးကိုခွင်တောင်းထားခဲ့ပြီးတော့ဇာဝူချင်းရဲ့ပြဿနာကိုရှင်းဖို့အပြင်ကိုထွက်လာခဲ့ပါတယ်တောင်းတောင်းကလည်းဆရာတော်ကိုကြက်လေပြန်နဲ့ချက်ရှိုးပြီးတော့ရေနန်းသခင်ရဲ့နောက်ကိုလိုက်သွားခဲ့ပါတယ်။တန်ဆန်းတို့ချုပ်ထားတဲ့အချုပ်ခန်းတကားကိုလည်းသေးချာချာပိတ်ထားခဲ့ပါတယ်။ ရေတန်းတော်အပြင်ဘက်မှာတော့စားဥချင်းကငါတို့ဆရာငါတို့ပြန်ပေးဆိုပြီးတော့အော်ဟေးနေခဲ့ပြန်ပါလေရေတန်းသခင်ကလည်းရေဆုံးကုန်းတော့မဟုတ်လို့ပြန်မပေးနိုင်ကြောင်းနဲ့ဆရာတော်ကိုရေဘူးဆန်းမှာသွားပြီးတော့ပြုတ်စားပြင်မယ်လို့ပြောလိုက်တာပါစားဥချင်းကလည်းဆရာတော်ထန်ဆန်းဟန်သူတော်ကောင်းဖြစ်ပြီးတော့ကြောက်ဥမှုတ်တာကြောင့်ပြောင်းရေဘူးဆန်းမှာပြုတ်စားလို့မရဘူးလို့ပြန်ပြီးတော့ဖြောင်းပြပြောဆိုလိုက်ပါလေစားဥချင်းကလည်းဗုဒ္ဓရဲ့အဆုံးအမကျမ်းစာတွေကိုသွားပြီးတော့ပင့်ဆောင်မှုတော့အနောက်ရက်ကိုသွားမှာဖြစ်တယ်လို့ပြောပြပါလေရေတန်းတော်သခင်ကလည်းအဲ့ဒါကြောင့်မို့ငါလည်းစားချင်နေရလို့ထပ်ပြီးတော့ပြောလိုက်တာပါ ထန်ဆန်းတဲ့တရင်ကိုကြားကလေးကစားကျင်နေတာဖြစ်ကြောင်းနဲ့သာဝရအသက်ကိုမလိုချင်တာဘယ်သူများရှိမှလဲလို့မေးကစားတင်ပြီးတော့တိုက်ခိုက်ပါတော့လေရေနန်းသခင်ကလည်းထန်ဆန်းကလွဲပြီးတော့ဘသူကမှမတက်ချင်တဲ့အတွက်ဇာဟုချင်းကိုပြန်လိုက်တော့လို့ပြောလိုက်တာပါနောက်ဆုံးမှတော့ရေနန်းတော်သခင်ဟာစိတ်ထူလာပြီးတော့အေးသုံးငါချမယ်သူကနှခါနိုင်အောင်တတ်စားမယ်သူ့ကိုနှခါနိုင်အားလုံးကိုလွှတ်ပေးလိုက်မယ်လို့ပြောလိုက်ပါတယ်ဒီလိုနဲ့၃ချိန်၃ခါတိုက်ခိုက်ကြပါတော့လေဆရာတော်နဲ့ပါချဲတို့ကတော့ဇုံခုံသတိရနေကြပြီး ီချိန်ဘာများလုံနေပါလိမ့်လို့တွေးကပြောနေကြပါလိမ့်ရေအောင်နန်းတော်ထဲမှာဆရာတော်နဲ့ပါကျဲဟာရေစာလိုက်တာလို့တယောက်ကိုတယောက်တိုင်တယ်ပြီးတော့ပြောနေခဲ့ကြတာပါအဲအချိန်မှာပဲတောင်းတောင်းကကမာခွန်ထဲကိုရေချိုးတွေထည့်ပြီးတော့ယူလာခဲ့ပါလိမ့်တောင်းတောင်းကကမာခွန်ကိုဆရာတော်စီအတင်းထိုးပေးနေရေတောက်ဖို့တော့တိုက်ပါလိမ့်ဆရာတော်ကမယုံရဲယုံရဲမယုံတရဲနဲ့ကြည့်နေနဲ့တွေးဝင်နေစင်မှာပဲပါကျဲဟာတကယ်စေနာနဲ့လာတိုက်တဲ့ရေကိုမတောက်ဖို့နဲ့သူဟာမြစ်ထဲကမိစာမှာဖြစ်တယ်လို့ပြောလိုက်ပါလိမ့် ောင်တောင်အဲ့ဒီလိုမဟုတ်ကြောင်းညင်းဆန်လိုက်တဲ့အခါဆရာတော်ထန်ဆန်းကမိစ္ဆာမဟုတ်ဘဲနဲ့ဘာကြောင့်ဒီကိုရောက်နေရတာလဲလို့မေးလိုက်ပါတယ်။တောင်တောင်ညင်းများတဲ့ခြေနေတစ်ခုကြောင့်သူမဟာလေရေနန်းတော်တခင်ကြီးရဲ့အကျဉ်းသားဖြစ်ဖြစ်နေရပါတယ်ပြောပြလိုက်ပါတယ်။ဒီတော့မှဆရာတော်ကရေနှဲငယ်တောက်တော်မူလိုက်ပါတယ်။ပါကျဲကလည်းသူ့ကိုရေတိုက်ဖို့တောင်းဆိုလိုက်တာကြောင့်ဆရာတော်ကရေနှဲနဲ့တောင်းပြီးပါကျဲကိုလည်းတိုက်ပါတယ်။တောင်တောင်ကရေမော်ရီနဲ့ချုပ်ခံထားတဲ့ဆရာတော်ကိုလှုပ်ပေးဖို့ကြိုးစားပါတယ်။ဒါမှလည်းရေမော်ရီကိုထိလိုက်တိုင်းဓာတ်လိုက်နေတာကြောင့် လျက်စေးရေမော်နဲ့ချုပ်ထားမှန်းသိလိုက်ရကနောက်မှလွတ်ပေးတော့မယ်လို့ပြောလိုက်ပါတယ်။အပြင်မှာတော့စာအုပ်ချင်းနဲ့ရေနန်းသခင်တို့ဟာအသေးအတန်တိုက်ခိုက်နေကြဆဲဖြစ်ပါတယ်။စာအုပ်ချင်းကတိုက်ခိုက်နေတဲ့ထွက်ပြေးကြအောင်ဆောင်းကားရေနန်းသခင်ကိုရေဘော်ကိုမြားပြီးတော့ခေါ်ပါတယ်။ရေနန်းသခင်ကတော့သူကရေဘော်ကိုမလိုက်နိုင်ကြောင်းနဲ့ဇာတော်ထန်ဆန်းကိုသွားပြီးတော့စားတော်မှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။စာအုပ်ချင်းကလည်းရှုံးရင်မစားဘူးဆိုတဲ့ဂရီကိုဖြတ်တာလားလို့စွပေးပါတယ်။ရေနန်းသခင်ကလည်းသူကဘာလို့ရှုံးရမှာလဲဆိုပြီးတော့ဆက်လက်တိုက်ခိုက်ကြပြန်ပါတယ်။ အမဝူချင်းနဲ့ရေနန်းသခင်တို့ကနောက်ချိန်ထပ်မံတိုက်ကြပြီးတော့ဇောင်းကြီးရဲ့လက်ဖွားမှာဒဏ်ရာရသွားခဲ့ပါတယ်။နောက်တော့ဝူချင်းကရေပေါ်ကိုပြန်တက်သွားပြီးတော့ပတ်လက်လန်သွားခဲ့ပါတယ်။ဝူခွန်ကလည်းဇောင်းကြီးကိုပြေးပွေးလိုက်ပြီးတော့ညီလေးဘလို့ဖြစ်ရတာလဲလို့မေးလိုက်ပါတယ်။ဝူချင်းကသူဘလို့ပဲမြားခေါ်ခေါ်ရေနန်းသခင်ကရေပေါ်ကိုတက်မလာဘူးကိုကြီးလို့ပြောလိုက်ပါတယ်။ဇုံခွန်ကရေနန်းသခင်အကြောင်းသိခဲ့သလား။သူကဘလို့လူမျိုးလဲလို့ဇောင်းကြီးကိုမေးလိုက်တာပါ။ဝူချင်းကလည်းအခုမှတွေ့ဘူးတာဖြစ်ပြီးတော့ဘာတစ်ခုမှသူ့အကြောင်းလဲမသိခဲ့ရအောင်အားတက်ဖွဲပဲပြောလိုက်ပါတယ်။ ရေနန်းတော်ရဲ့အဝင်ဆိုင်ပုတ်ကိုတော့မြင့်မဲနန်းတော်လို့သာရေးထားပြီးတော့ဒါကလွဲပြီးတော့တခြားဘားမှာထွေထူးထူးမသိရပါဘူးလို့ဝူခုံးကိုပြန်ပြီးတော့ဝူချင်းကပြောပြလိုက်ပါတယ်ဝူခုံးကလည်းကြံအများတဲ့ဆုံးမသူ့ရဲ့ရွှေဒုံနဲ့မြစ်ပြင်ကိုရိုက်ကမြစ်ဆောင်နှက်ကိုခေါ်လိုက်ပါတော့တယ်မကြခင်မှာပဲသူကမြင့်မဲဆောင်နှက်မေးမှာဆိုတဲ့အတန်နဲ့အတူပဲနတ်ဖိုးဖိုးတယောက်ကရိုသေပေးနဲ့ရောက်ရှိလာပါတယ်တကိုးရှင်မြောင်မင်းစုံဝူခုံးကလည်းဇာရုံးကိုဖမ်းထားတဲ့မိစ္ဆာနဲ့တဖွဲ့သေးပဲလားလို့မေးတဲ့အခါအဖိုးကသူမိစ္ဆာမဟုတ်ပါကြောင်းနဲ့ သူဟာမြင်မဲဆောင်နတ်မင်းသားဖြစ်ကြောင်းကိုပြောပြလိုက်ပါလိမ့်။ဇုံခုံကခဲဒီလိုဆိုရင်တော့ဆရာတော်ထန်ဆန်းနဲ့ပါကျဲကိုဖမ်းလာတာဘယ်သူလဲလို့မြင်းဆောင်နတ်ကိုမေးပါလိမ့်။မြင်းဆောင်နတ်မင်းကအဲ့ဒီပြန်မေးသမားမိစာဟာကြံခဲ့တဲ့နေ့နဲ့ငယ်ကအနောက်ပင်လယ်ဘက်ကနေဒီမြစ်ထဲကိုပြောင်းလာတာဖြစ်တယ်လို့ပြောပြပါလိမ့်။အဲ့ဒီမိစာကဒီမြစ်ထဲကိုရောက်လာကလေးကမကောင်းတာတွေအကုန်လုံးနေတယ်လို့မြင်းဆောင်နတ်ကတိုင်လိုက်ပါလိမ့်။ဘလောက်ထိမကောင်းမှုလုပ်တယ်လဲဆိုရင်မြေကြီးပါမဲလာတဲ့အထိသူ့ရဲ့မကောင်းမှုတွေကများပြားလာတယ်လို့မြင်းဆောင်နတ်ကတိုင်တယ်ကပြောနေခဲ့ပါလိမ့်။ နောက်တော့မြစ်နာမည်ပါပြောင်းသွားပြီးတော့မြစ်မဲကြီးလို့အမည်တွင်ခဲ့တာဖြစ်ပါတယ်လို့မြစ်ဆောင်နဲ့ကဝူခုံးကိုရှင်းပြလိုက်ပါတော့တယ်ဝူခုံးကလည်းဒီတော့ကမြစ်ဆောင်နဲ့မင်းနေရာကဖယ်ပေးလိုက်ရလားလို့မေးကြည့်ပါတယ်မြစ်ဆောင်နဲ့မင်းကလည်းနေရာဖယ်ပေးရတယ်လို့တော့မဟုတ်ပေမဲ့သူကအသက်ကြီးနေတာကြောင့်သူ့ရဲ့လုပ်ပိုင်ခွင့်တွေကိုအဲ့ဒီမိစ္ဆာကတွတ်တွတ်နဲ့လက်လက်အကုန်လုံးယူသွားတာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်နောက်ဆုံးသူ့ရဲ့သမီးကလေးဖြစ်တဲ့တောင်းတောင်းကိုပါလက်သက်စွာနဲ့လူယူထားခဲ့တယ်လို့ပြောလိုက်ပါတော့တယ်အဲ့ချိန်ရေနန်းတော်စီမှာတော့တောင်းတောင်းဟာရင်းနှီးတွေကလို့ ီဂျာကွေးတွေဤကွေးကြော်တွေအော်ကေးကြီးတွေလောက်မနေတော့ပဲရေနန်းသခင်ဟွာလေးတောက်ပေါင်းဒီယာလေးစားပေါင်းနဲ့ပြုစုယူရပေးနေခဲ့တာပါရေနန်းတော်သခင်ကလည်းတောင်းတောင်းကဒီနေ့ဘာတွေဖြစ်နေရလဲဆိုပြီးတော့ပြုံပြုံဖြီးဖြီးနဲ့မေးပါတယ်ရေနန်းတော်သခင်ကဒီကိုစားအောင်ကလေးကတောင်းတောင်းရဲ့အပြုံးကိုခုမှပဲမြင်မှုပါတော့တယ်လို့အလေတဲဟုတ်ပါလားလို့ပြောလိုက်ပါတယ်ရေနန်းတော်သခင်ကဒီနေ့ဘာနေမှုပြောနေရတာတော့တောင်းတောင်းကိုမေးလိုက်တာပါဒီလိုချင်းလေးကိုရောက်လာလိမ့်မယ်လို့သူထင်မှားကြောင်းနဲ့စောင်းနေရတာရက်လာတွေတောင်တော်တော်လေးကြာညောင်းနေခဲ့ဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ် ဲတော့မှတောင်းတောင်းကဇာတော်ထန်ဆန်းကိုဖမ်းထားတဲ့ကိစ္စနဲ့ပတ်သက်ပြီးဇကားဆလာခဲ့ပါလေ။အဲ့ဒါနဲ့သူ့ကိုလည်းထန်ဆန်းရဲ့အသားကိုကြွေးဦးမှာဆိုတော့ကဘာမှာသူ့လောက်ပြောတဲ့သူမရှိနိုင်ကြောင်းကိုပြောလာခဲ့တာပါ။ရေနန်းတော်တခင်ကလည်းဟုတ်တာပေါ့တဲလေးရဲ့ခဏနေရင်ရင်းဦးပြင်ပြီးတော့ထန်ဆန်းအမွှေးနှုတ်တော့မှလို့လည်းပြောလိုက်ပါလေ။ရေနန်းတော်တခင်ကထန်ဆန်းကိုရင်ရင်းနဲ့ပြုတ်အမွှေးနှုတ်အရေကွန်စုပ်နှုတ်နှုတ်ဆေးပြီးတော့ရဲရွရွနဲ့ထုတ်ပြီးတော့ဖတ်ထုတ်လှုပ်ရှားကြမယ်လို့ပြောလိုက်တာပါ။တောင်းတော့အကြံရှိသူပြီးပြီးခနာလေးစောင့်ပေးဖို့ရေနန်းသခင်ကိုပြောလိုက်ပါလေ။ တောင်းတော့မေးနေတာလေးတခုသတိပေးရအောင်မယ်လို့ပြောလိုက်ပြီးတော့အိမ်မတန်မှအဖိုးတန်နဲ့ထန်ဆိုင်ရဲ့အသားကိုတယောက်တည်းမစားအသင့်မှာကြောင်းပြောပါလေရေနံတော်တခင်းနဲ့အစင်မပြေဖြစ်နေတဲ့ဦးကြီးတော်နဲ့ဇနီးကိုလည်းဖိတ်ကြွေးတင်ကြောင်းကိုအကြံပေးလိုက်တာပါရေနံတော်တခင်းကလည်းတောင်းတောင်းပြောတာမှန်တယ်ဆိုပြီးတော့လက်ခံလိုက်ပြီးဦးကြီးတော်ကသူ့ရဲ့ဖိတ်ကြားမှုလက်မခံပါကိုပဲစိုးရိမ်မိကြောင်းကိုပြောလိုက်ပါလေတောင်းတောင်းအစားကပြောတော့အနောက်ဘက်ပင်လဲကငကားမင်းကဦးကြီးတော်တော်တယ်လို့ပြောပြီးတော့သူနဲ့လက်တခါမှမိတ်ဆက်လည်းမပေးတာဟာ သူကငကားရမသွင်းတာလားလို့မေးလိုက်ပြီးတော့ညူစုကတစ်ဖက်ကုန်ဆိုလဲ့သွားပါလေတောင်းတော့ပဲဆက်ပြီးတော့အခုလိုထန်ဆန်းအသားကိုစားအချိန်မှာအနောက်ငကားမင်းကိုတော့ဖိတ်တဲ့နယ်လို့အကြံပေးလိုက်ပါလေငကားမင်းနဲ့သူ့ကိုမိတ်ဆက်မပေးခြင်းလို့ညာနေတာလားဆိုပြီးတော့ရေလန်းတော်သခင်ကိုစိတ်ကောက်လိုက်ပါလေရေလန်းတော်သခင်ကပင်လယ်ငကားမင်းဟာသူ့ရဲ့အမေဘက်ကဦးကြီးတော်ဆက်သူဖြစ်ကြောင်းနဲ့သူကိုယ်တိုင်စာရေးပြီးတော့ဖိတ်ကြားလိုက်ပါမယ်လို့တောင်းတောင်းကိုပြန်ပြောလိုက်ပါလေသူ့မွေးနေမှာထန်ဆန်းအသားကိုစားဖို့ဆိုပြီးတော့ဖိတ်လိုက်ရင်မလာဘဲမနေပါဘူးဆိုပြီးပြောရင်းနဲ့ အခွင့်အရေးကိုလက်လွတ်မခံဘဲရေနန်းတော်သခင်ကတောင်းတောင်းရဲ့ခါးကလေးကိုဖတ်ကာလက်ကလေးကိုကင်လိုက်ပါလေတောင်းတောင်းကလည်းမတတ်မတားနဲ့မတတ်တာတဲ့အခြေအနေမျိုးဒီတစ်ချိန်တော့မယုံလိုက်နိုင်မှရှိနေခဲ့ရပါလေတပတ်ကန်းဆက်ပေါ်မှာတော့ဇုံဦးခုံးကရေမန်းန်းတော်သခင်ဆိုလို့ဘသူများလဲမှတ်တယ်ဟမ်အနောက်ပင်လည်းငကားမင်းရဲ့တူတော်ဖြစ်နေပါလားဆိုပြီးတော့ဟာတိုက်လို့သာငါကြီးလိုက်ခြင်းသေးတယ်လို့ပြောကာဆိုပြီးတော့ကြီးချလိုက်ပါလေဟူခေါ်မယ်ဆက်ပြီးတော့ တလောက်တိကျသေးကြနေရတော့ဘာကြောင့်တရားမစွဲတာလဲလို့မြေဆောင်နဲ့ကိုမေးလိုက်တာပါမြေဆောင်နဲ့မင်းကလည်းတရားရင်ဆိုင်ဖို့ဆိုတာဟိုနိုင်ငံမှာလိုမျိုးဟိုကောင်တွေကြီးစိုးနေမှာတော့ငွေများငွေနိုင်ဖြစ်နေတဲ့ခေကြီးမှာသူ့အနေနဲ့ရေမဲနန်းတော်ကိုရှင်ပြိုင်မှုကအင်အားမရှိနိုင်ပါကြောင်းပြောပြလိုက်ပါတယ်ဇုံခုံကလည်းအထက်တရားအုံးထိမပြိုင်နိုင်တာလားလို့မေးကအထက်တရားအုံးထိကိုတက်တိုင်တော့အနိုင်ရမှာဖြစ်တယ်လို့ပြောလိုက်ပြီးကောင်းငင်ခီးကိုပြန်တန်းထွက်ခွာသွားပါတော့တယ်ရေမဲနန်းတော်ထဲမှာတော့ရေနန်းတော်သခင်ကဦးတော်ရဲ့စီကိုဖိတ်စာရောက်လာဖြစ်ကြောင်းနဲ့ ။ဦးကြီးတော်ရောက်လာရင်သူ့ကိုလက်ထပ်ခွင့်ပြုရမယ်လို့တောင်းတောင်းကိုပြောနေပါလေ။ရှင်နန်းတော်တခင်ဟာအခုချိန်ထိတောင်းတောင်းရဲ့လက်ကိုမလွတ်စတဲ့အကင်ထားပြီးတော့ခါးကိုလည်းအတင်းဖက်ကဦးကြီးတော်ကသဘောတူမှာပါလို့ပြောနေခဲ့ပါလေ။တောင်းတောင်းတော်ထန်ဆန်းရေမော်ရီရစ်ပတ်ခံရပြီးတော့ပင်မနာကျင်နေတာကြောင့်မစားနိုင်မတောင်းနိုင်ဖြစ်နေရတဲ့အကြောင်းတကယ်လို့ထန်ဆန်းစရာတော့ပိန်ပြီးတော့ပုတ်သွားမယ်ဆိုရင်စားလို့ကောင်းတော့မှမဟုတ်ကြောင်းကိုပြောလိုက်ပါလေတကယ်ပဲထန်ဆန်းကိုဂျိုးဖီပေးထားခဲ့ရင်ထန်ဆန်းအချုပ်ခန်းထဲကထွက်နိုင်မှာမဟုတ်တာကြောင့်ဂျိုးတွေကိုဖီပေးထားတင်ပါလေလို့ပြောလိုက်ပါလေ ရေနံတော်တခင်ကလည်းမှုန်နေတာကြောင့်ဘာမှညာညာမစင်းစားနိုင်အုံနောက်လည်းအလုံးမလုံးတော့ပဲဇာတော်ထန်ဆန်းနဲ့ပါကျဲတို့ကိုလှုပ်ပေးထားလိုက်ပါလေပါကျဲကလည်းအစာမကျွေးပဲထားရင်ပိန်သွားမှာဖြစ်လို့စာမကောင်းပဲဖြစ်နေအောင်ပဲလို့ပြောလိုက်တာပါဦးခေါ်တော့နောက်ပင်လယ်နဂါးမရဲ့နန်းတော်အထီးကိုပြန်တန်းသွားပြီးတော့အဆောင်တယောက်ကိုထုချလိုက်ပါလေအဆောင်ရဲ့လက်ထဲကတစ်တာကိုဖြွင့်ကြည့်တဲ့အခါရေမဲနန်းတော်သခင်ရဲ့ဖိတ်စာဖြစ်နေမှန်းကိုသိလိုက်ရပါလေဇုံခေါ်ကအနောက်ပင်လယ်နဂါးမရဲ့နန်းတော်ထဲကိုဝင်ရောက်လာခဲ့ပါပြီ နဂါမိတ်ကလည်းစုံကုန်းကိုခီဦးချိုပြုတ်ပြီးတော့ဘာကိစ္စရှိလို့လဲဘာညာနဲ့မေးလိုက်ပါလဲဝူခုံးကအရက်တောက်ဖို့လာဖိတ်တာဖြစ်ကြောင်းပြောလိုက်တဲ့အခါနဂါမိတ်ကဖုန်းကြီးကဘလို့လို့ရက်တောက်ဖို့လာဖိတ်တာလဲလို့ပြန်မေးလိုက်ပါလဲဝူခုံးကလည်းရေနန်းတော်တခင်ရဲ့ဖိတ်စာကိုပြစ်ချပေးလိုက်ပါလဲနဂါမိတ်ကဖိတ်စာကိုကောက်ပြီးတော့ရှိုးလိုက်တဲ့အခါမှာတော့ထန်ဆန်းကိုတော်မိထားတာကြောင့်အရက်နဲ့မြီးဖို့ဖိတ်ထားတဲ့စာမှန်းသိလိုက်ရပါတော့တယ်နဂါမိတ်ကလည်းဒီကိစ္စကိုသူဘာမှမသိရသလိုသူလည်းဘာမှမဆိုင်ပါကြောင်းညှင်းချက်ထုတ်နေပါလဲဝူခုံးကလည်းအင်မတန်စိတ်တူပြီးတော့ တန်ဆန်းရဲ့တောင်းကိုမင်းတို့စားရကြသလားလို့မေးကဒီကိစ္စဘုရားရှင်စီသွားပြီးတော့ရှင်းမယ်လို့ပြောပြီးနဂါမင်းကိုအတင်းဆွဲခေါ်နေပါတယ်နဂါမင်းကလည်းသူတကယ်မသိတဲ့အကြောင်းကိုပြောပြရှာပါတယ်ဝူခွန်လည်းကိုတူရဲ့ကိစ္စဦးလေးကမသိတာလားလို့ပြန်မေးနေတာပါနဂါမင်းကအဲ့ဒီရေနန်းတော်တခင်ဆိုတာကသူ့ညမကမွေးတဲ့အကြီးဆုံးသားဖြစ်တယ်လို့ပြောပြပါတယ်သူ့ညမမှာသား၉ယောက်ရှိတောင်းပြောလာခဲ့ပါတယ်ဒါမဲ့သူ့ညမကနတ်စည်းကမ်းဖောက်ဖြတ်တာကြောင့်တရားမင်းကတတ်လိုက်တယ်ဆိုတဲ့အကြောင်းကိုလည်းပြောပြလိုက်ပါတယ် အနောက်နဂါမင်းကပဲဆက်ပြီးတော့သူညီမရဲ့အကြောင်းပြောပြရမှာသူ့ရဲ့ရောက်ဖတရက်မှာအလုံးဒေါသထွက်နေတဲ့အကြောင်းကိုပြောပြပါတယ်ဒေါသထွက်ရတဲ့အကြောင်းကရှေ့ပြေရောဆရာတယောက်ကတန်ငါသေးတယောက်စီကနေနေတိုင်းနီးပါငားတွေအပူစော်ခံတဲ့အကြောင်းကိုပြောလိုက်ပါတယ်ရှေ့ပြေဟောဆရာကလည်းအဲ့ဒီတန်ငါသေးကိုငားရနိုင်မဲ့နေရာတွေတနည်းနည်းနဲ့နေစဉ်ပြောပြတယ်လို့ပြောပါတယ်ဒါတော့နဂါညီနောင်တယောက်ကဒေါသထွက်သွားပြီးတော့အဲ့ဒီတန်ငါသေးကငားတွေနေတိုင်းမိနေတဲ့အခါနှစ်တွေကြာလိုက်ငားတွေကုန်သွားတဲ့အခါမှာသူတို့လည်းအစာငတ်ပြီးတော့တီးသွားနိုင်တယ်လို့ပြောပါတယ် နဂါမင်းကတော့အဲ့ဒီရှေ့ပြောဆရာကိုသွားပြီးတော့တတ်ရမယ်လို့ပြောပြီးတော့ဓာအကိုတောင်းပါလေရေတန်းတော်တခင်ဟာသူဖခင်ကိုစိတ်ထိမ့်ဖို့နဲ့သူကပဲရင်ဆုံးအိတ်တငါးသိစီသွားကြည့်လိုက်မယ်လို့ပြောလိုက်ပါလေရေတန်းတော်တခင်ဟာငားများနေတဲ့အဖိုးအစီကိုထင်းခွေသမားဟန်ဆောင်ပြီးတော့ရောက်သွားခဲ့တာပါရေတန်းတော်တခင်ကဘာကြောင့်ငားများနေရလဲလို့အဖိုးကိုမေးလိုက်တဲ့အခါအဖိုးကထင်းခွေရတာထပ်ပိုတက်တာလို့ဆိုပြီးတော့ပြန်ဖြေလိုက်ပါလေရေတန်းတခင်ကသူလဲထင်းမခွေခြင်းတော်ကြောင့်နဲ့ငားများခြင်းကြောင့်ပြောလာခဲ့တာပါ အဲဒီကကြတော့လေအဖိုးကထင်းခုတ်တာပိုကောင်းတဲ့အကြောင်းကိုပြောလာပြန်ပါလေရေနန်းသခင်ကလူဝတ်ချက်ရှိလို့လားလို့မေးပါလေရေနန်းသခင်ကအဖိုးကိုအရက်တိုက်ပြီးတော့ရင်းနှီးမှုရယူကအေးအောင်မေးလိုက်ပါလေအဖိုးကရေချိန်ကြိုက်လာပြီးတော့လူတိုင်းကိုချစ်လာတဲ့အနေထားကိုရောက်လာတဲ့အခါရေနန်းသခင်ကသဘောကောင်းတယ်လို့စပြီးတော့ပြောလာပါတော့တယ်အဲဒီတော့မှဘသူကမှပြန်မပြောနဲ့လို့ဂရီတောင်းလိုက်ကမြို့အနောက်ပိုင်းမှာရှောင်းချန်းဆိုတဲ့ဘေးရင်ဆရာလေးတယောက်ရှိတယ်လို့ပြောလိုက်ပါလေဘေးရင်ဆရာကငားရနိုင်မဲ့နေရာတွေကိုပြောပြပြီး သူကိုတော့နေ့စဉ်9000ကောင်ပတာရတယ်လို့ပြောပြလိုက်ပါတယ်။တကယ်မှာတော့ငါရီကုံသွားမှဆိုရင်မိတဲ့ရဖောက်ကဇာပေသမားရောင်ဆောင်ပြီးတော့ဘေးရင်ဆရာစီကိုသွားခဲ့တယ်လို့အနောက်နဂါမင်းကပြောပြနေပါတယ်။ဘေးရင်ဆရာရဖောက်ကိုတွေ့တာနဲ့မြေဖက်ကလာတာဖြစ်ရမယ်လို့တန်းပြီးတော့ဟောပါတယ်။ရဖောက်ကသူကတောင်ပေါ်ဒေသလာတာဖြစ်ကြောင်းကိုလိမ်ပြီးတော့ပြောလိုက်ပါတယ်။ဘေးရင်ဆရာကဘာများမေးကျင်တယ်လို့ရဖောက်ကိုမေးတဲ့အခါရဖောက်ကမနေ့ပြန်မှာဖြစ်လာမယ့်ရာသီဥတုအခြေအနေကြောင်းကိုသိကျင်တယ်လို့ပြောလိုက်ပါတယ်။ ဘေးရင်ဆရာကတွတ်ချက်ပြီးတဲ့အခါမှာမနှက်ပြန်ဘယ်ချိန်ကနေဘယ်ချိန်ထိမိုးရွာမဲဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ဟောလိုက်ပါလေအဲဒီကရာဖောက်ကမနှက်ပြန်အဲ့ဒီချိန်မိုးတကယ်ရွာခဲ့ရင်အဲ့ဒီချိန်တိုင်းရွှေနဲ့ဆက်ပြီးတော့ပြီးမှဖြစ်တယ်လို့ဆိုလိုက်ပါလေအကယ်၍ဘာမိုးမှမရွာခဲ့ပါကဘေးရင်ဟောတဲ့အလုပ်ကိုရနာပြရမယ်လို့ဘေးရင်ဆရာနဲ့လောင်းချီထခဲ့ပါတော့တယ်အနောက်နဂါးမင်းရဲ့ရောက်ဖားသူ့ရဲ့နန်းတော်ပြောင်းလာပြီးတဲ့နောက်မနှက်ပြန်မိုးရွာမရွာဆိုတာကိုဘေးရင်ဆရာနဲ့လောင်းချီထခဲ့တယ်လို့ပြောပြပါတယ် ဒါတွေကလည်းမိုးကိုထိန်းချောင်းလို့ရတဲ့နဂါးမင်းနဲ့မိုးရွာမရွာလောင်းကြီးထက်တဲ့အကြောင်းပြောကရီမောနေခဲ့ကြတာပါခဏနေတော့တကြားမင်းရဲ့တမန်တော်ကရောက်လာပြီးတော့မနှက်ဖြံမှာခြံအာမျိုးနဲ့အနီနာတဝိုက်ကိုဘဲချင်းဘဲနေရာမှာဘဲထိတိန်ထူပြီးတော့ဘဲနေရာကနေဘဲထိမိုးရွာကဘဲချင်းမှာမိုးတိတ်ပေးရမယ်လို့အမိန်စာပို့လိုက်ပါတယ်ရာဖောက်ကတကြားမင်းရဲ့အမိန်စာကိုကြားလိုက်တဲ့အခါဘေးရင်ဆရာဟိုးထားတာနဲ့တထထဲသွားကြနေတာကြောင့်အန်အောပြီးတော့ပန်လန်လက်ပတ်လက်လန်သွားခဲ့ပါတယ်ပါဇက်ကလည်းစွန့်လိုက်တဲ့လူတွေ ဘလူတကိုးတွေနဲ့တောင်လားလို့ရေရုပ်ကလဲကျသွားတာကြောင့်ဒါရီကထိန်းထားလိုက်ရပါလိမ့်။ဒါရီကဘာဖြစ်တာလဲလို့သူ့ဖေကိုမေးတဲ့အခါဘီရင်ဆရာမိုးရင်ချိန်လက်မှာအတိကျကိုပါတွက်ချက်ဟောပေးလိုက်တယ်လို့ဒါရော်တွေကိုပြောပြလိုက်ပါလိမ့်။ရွှေတွေရှုံးတာက ပြဿနာမရှိပေမဲ့ငါးဖန်သမားတွေကငါးရီနေတိုင်းမိနေလို့ရှိရင်တို့တို့ကတနေ့ကျရင်စားစရာငါးမရှိတာတွေဖြစ်လာတော့မယ်လို့ရာဖောက်ကပြောပြလိုက်ပါလိမ့်။ရှင်နန်းတော်သခင်ကမိုးရင်ချိန်နည်းနည်းရှော့ချပြီးမိုးရွာမယ့်ချိန်ကိုလည်းနည်းနည်းလေးပြောင်းလိုက်ဖို့အကြံပေးလိုက်ပါလိမ့်။ ဒါမှသာဘေးရင်ဆရာလည်းအရှုံးပေးရမှာဖြစ်တယ်လို့ပြောလိုက်ပါတယ်။နောက်နေ့မှာတော့မိုးအေဂျင်ကတရားမင်းခိုင်းစီလို့မရွာသွန်းခဲ့တာကြောင့်ဘေးရင်ဆရာရဲ့ဟောကြားချက်တွေကလည်းလွဲသွားခဲ့ပါတယ်။ရာဖောက်ငကားမရဘေးရင်ဆရာစီနောက်တစ်ခေါက်ပြန်သွားပြီးတော့အမားရီပေါက်ကရလိန်ညာဟောစားနေတဲ့သူဘာညာဆိုပြီးတော့တွားရောက်တောင်းညံပါတော့တယ်။ဒီမျိုးမှလည်းမနေနဲ့ဒီစည်းမှလည်းမဟောနဲ့ဆိုပြီးတော့စိုင်းတွေကိုဆွဲဖြုတ်နေတာကြောင့်လူတွေကလည်းဝိုင်းအောင်လာခဲ့ပါတယ်။ဘေးရင်ဆရာကတော့ဘယ်သူမှမသိပေမဲ့သူကတခုခုကိုသိနေတယ်လို့ပြောလိုက်တာပါ။ ။ဘာသီးလာလဲလို့မေးတဲ့အခါရားဖောက်နဂါးမင်းကိုဘေးရင်ဆရာကရမ်းမြစ်ထဲကနဂါးမင်းဖြစ်တာကိုမနေကြတဲ့ကသူကတီးပြီးသားဖြစ်တယ်လို့ပြောချလိုက်ပါလိမ့်။ဘေးရင်ဆရာကတရားမင်းရဲ့ဈေးခိုင်းချက်တွေကိုအတိအကျမလုပ်ဘဲစန့်ကျင်ရတဲ့ရားဖောက်ကိုဒုက္ခနဲ့လှလှနဲ့တော့တွေ့တော့မှာပဲလို့ပြောလိုက်တာပါ။နောက်ဆုံးမှာတော့ရားဖောက်နဂါးမင်းဟာဘေးရင်ဆရာစီဒူးထောက်ခါစားပြီးသူ့ရဲ့အမားတွေကိုပြန်လည်ပြင်ဆင်ပေးဖို့ကိုတောင်းပန်လိုက်ပါတော့တယ်။ဘေးရင်ဆရာကဖြေရှင်းပြီးတော့ရှိပေမဲ့ခက်ခဲလုံးတယ်လို့ပြောလိုက်တဲ့အခါ ရာဖောင်နဂါမင်းကဘလောက်ခက်ခက်လှုပ်ပါမယ်လို့ပြောလိုက်တာပါဘီရင်ဆရာကမနှက်ဖြံမှာငရဲသားလောင်စန်းကိုအကျိုးချောင်းရှင်းပြမယ်လို့ပြောပြီးသူကခွင့်လွတ်တယ်ဆိုရင်တော့လွတ်မြောက်နိုင်မှာဖြစ်တယ်လို့ပြောလိုက်ပါတယ်ဒါတွေကအနောက်နဂါမင်းကဝူခုံးကိုရှင်းပြပြောပြနေတာတွေပဲဖြစ်ပါတယ်ဝူခုံးကလောင်စန်းကခွင့်လွတ်လိုက်သလားလို့မေးလိုက်တဲ့အခါမှာလောင်စန်းကအိမ်မက်ထဲမှာရာဖောင်ကိုတတ်လိုက်တယ်လို့ပြောပါတယ်အိမ်မက်ထဲမှာဘယ်လိုလုပ်တတ်လို့ရမလဲလို့ဝူခုံးကမေးတဲ့အခါအိမ်မက်ထဲမှာတကယ်တတ်ခဲ့ပြီမယ်အပြင်မှာတော့ရာဖောင်ကိုလှုပ်ပေးလိုက်တယ်လို့ပြောပြလိုက်ပါတယ် ောက်တစ်ခါမှတော့ဘေးရင်ဆရာကသူ့ရဲ့ဘေးရင်ကန်းကိုဖြုတ်သိမ်းနေပြီးငါးဖန်သမားကငါးတကောင်လာပြီးတဲ့အခါဘေးရင်ဆရာကညင်းဆန်လိုက်ပါလေတငါတွေကဘာကြောင့်ဆိုင်းပုတ်တွေဖြုတ်နေတာလဲလို့မေးတဲ့အခါဘေးရင်ဆရာက "तू လဲဒီလောက်ကိုဆက်လုပ်တော့မှာမဟုတ်လို့သူစီလဲဘယ်တော့မှမလာတော့ဘူးကိုတောင်းပန်ပြောဆိုလိုက်ပါလေတငါတွေကတော့သူ့ဘက်ကဘာအပြစ်မှမလုပ်မိတာသေးတာကြောင့်နဲ့ဘာကြောင့်မလို့ဒီလိုဆုံးဖြတ်တာလဲလို့မေးပါလေဘေးရင်ဆရာကတငါတွေကိုလူဝတ်ချက်တွေပေါက်ကြားသွားပြီးငကားမင်းတိသွားတာကြောင့်ပြဿနာတွေကြီးထွားသွားတယ်လို့ပြောပြလိုက်ပါလေ ဘေးရင်ဆရာကလောဘကြီးတဲ့တန်ခါတွေကိုငားတွေအများကြီးဖမ်းလာကြောင်ဖြစ်ရတဲ့ပြဿနာဖြစ်ပြီးဒီနေ့ကစပြီးတော့ငားလည်းမရနိုင်တော့ကြောင်းကိုပြောလိုက်ပါတယ်။ဒါတွေကိုဘေးနာကဆိုင်ထဲကနေနားထောင်နေသူကတော့ရေနန်းတော်တခင်ပဲဖြစ်ပါတယ်။ရေနန်းတော်တခင်ကဘာတောင်မြင်မဲကြီးစီရောက်လာလေလို့မေးပါတယ်။အနောက်နဂါမင်းကလည်းသူ့ရောက်ဖာသေသွားတာကြောင့်ရေနန်းတော်တခင်ကမြင်မဲစီကိုရောက်လာခဲ့တာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။ဟူခွန်ကရေနန်းတော်တခင်ကအဲ့ဒီမျက်စီရောက်လာပြီးတော့မကောင်းမှုတွေလုံလုံးနာကြောင့်မြစ်ကရေတော်မှာအယောင်ပြောင်းပြီးတော့မဲသွားရပြီလို့ပြောပြလာပါတယ်။ နောက်ထပ်လည်းမြေဆောင်တဲ့ကိုကန်ထုတ်ပြီးတော့တမိဖြစ်သူကိုလည်းအတ္တမဖန်စီလက်ထပ်ဖို့စ조사နေတာလို့ပြောလိုက်ပါသေးတယ်။လူတွေအများကြီးလည်းသူ့ကြောင့်တေခဲ့ရတယ်လို့ပြောတဲ့အခါအနောက်ပင်လယ်နဂါးမင်းကသူ့ရဲ့တူကိုအဲ့လောက်ထိစိုးသွမ်းနေလိုက်မယ်လို့ထင်မှားခဲ့ကြောင်းကိုပြောပြလာပါတယ်။အနောက်နဂါးမင်းကကူသွားပြီးတော့ဆုံးမပေးကဆရာတော်ကိုလည်းလှုပ်ပေးပါမယ်လို့ပြောလိုက်ပါတယ်။ဘူခွန်လည်းဆရာတော်ကိုလှုပ်ပေးုံပဲလားလို့မေးလိုက်ပြီးတော့သူလူယူထားတဲ့မျက်စောင်းနဲ့ရဲ့နန်းတော်ကိုရောပြန်မပေးဘူးလားလို့မေးလိုက်တာပါ။နဂါးမင်းကလည်းရေနန်းတော်တခင်ကိုအေးအေးယူတန်ခတ်တဲ့အထိလှုပ်ဆောင်ပါမယ်လို့ ြောလိုက်ပါတော့လေဝူခွန်ကလည်းအေးဒီတခါတော့ခွင်းလွန်လိုက်မယ်နော်လို့အနောင်နဂါးမင်းကိုပြောလိုက်ပါတယ်နောက်တော့ဝူခွန်ကကိုယ့်အမျိုးကိုနိုင်အောင်ထိမှုပြောပြီးတော့ပြန်လည်ထွက်ခွာသွားခဲ့ပါတော့လေရေနံတော့နဂါးမင်းကသူ့ရဲ့ဥယျာဉ်ထဲမှာတောင်းတောင်းနဲ့တာယာနေတော့မှာပဲရေနဂါးတကောင်ရောက်လာပြီးတော့နောင်တော်နဂါးမင်းကြီးရောက်လာကြောင်းကိုလာပြောပြပါတယ်တောင်းတောင်းကဖိတ်ထားတဲ့ဥယျာဉ်တော်ကမလာပဲဘာကြောင့်နောင်တော်ကရောက်လာခဲ့ရတာလဲလို့မေးလိုက်ပါတယ်ရေနံတော့နဂါးမင်းကနောင်တော်ကိုဝင်ခဲ့ဖို့ပြောလိုက်တဲ့အခါနောင်တော်ကဝင်မလာနိုင်ကြောင်းကိုပြောပါတယ် ရေနဂါးတကောင်ကနောင်တော်ကစစ်တပ်နဲ့ရောက်လာတာဖြစ်ပြီးတော့သူ့ကိုထွက်တွေးဖို့ပြောနေတယ်လို့ပြောလိုက်ပါတယ်။ရေနန်းတော်သခင်ကအပြင်ကိုရောက်တဲ့အခါဦးဤတော်ဘာကြောင့်မလာတာလဲလို့နောင်တော်ကိုမေးပါတယ်။ရေနန်းတော်နဂါးက "तू ဟာထန်ဆန်းကိုဖမ်းဆီးရရှိတာပြီးတော့သူ့အသားကိုစားပါကထာဝရအသက်ကိုတောင်ရနိုင်ကြောင်းကိုပြောနေခဲ့ပါတယ်။နောင်တော်ကဘုံကြီးနဲ့သူ့ရဲ့တပည့်တွေအကြောင်းနည်းနည်းလေးမှမကြားမိဘူးလားလို့မေးလိုက်တာပါ။ရေနန်းသခင်ကလည်း "तू ကအားလုံးတီကြောင်းပြောလိုက်ကသူ့တပည့်တွေအားလုံးကိုမမိပေမဲ့အခုလောဆယ်မှာတော့ဆရာတော်ထန်ဆန်းနဲ့အတူတူဖမ်းထားတယ်" ဝတ်တုတ်တော့ဝဖုံးကြီးကိုတော့စားသောက်ဖို့ပြင်ဆင်ထားတယ်လို့ပြောလိုက်တာပါစားအုပ်ချင်းဆိုတဲ့သူကတော့သူ့ကိုကြောက်ပြီးတော့ထွက်ပြေးသွားတယ်လို့ပြောလိုက်ပါတယ်သူတို့ရဲ့အစွမ်းစားကိုဘာတစ်ခုမှမတွေ့ရဘူးလို့လေရေနန်းသခင်ကဆက်ပြောနေတာပါနောင်တော်နဂါမင်းကအဲ့မှာဇုံဥခုံးဆိုတဲ့တယောက်ဟာနှက်ပြီးရောငဲပြီးကပါလက်မြောက်ထားရတာကိုရောသိသလားလို့ရေနန်းတော်နဂါမင်းကိုမေးလိုက်ပါတယ်ဇုံဥခုံးကဘသူမှသွားမဆရဲချောင်းလေးနောင်တော်ကပြောနေခဲ့ပါတယ်နောင်တော်ကအဲ့ဒီဝုခုံးကဖိတ်စာနဲ့တူတူဘာခမီးတော်နောင်နဂါမင်းစီကိုရောက်လာခဲ့တယ်လို့ပြောပြလိုက်ပါတယ် အဲ့ချိန်မှာပဲတောင်းတောင်းကဆရာတော်စီရောက်သွားပြီးတော့ရေတန်းတော်နဂါးမေးရဲ့ဝင်းခွဲကိုရောက်လာပြီးတော့အခြေအနေဖြစ်နေကြောင်းပြောပြလိုက်ပါတယ်။ဒါကိုခွေငေါင်းယူပြီးတော့ထွက်ပြေးကြဖို့တောင်းတောင်းကပြောလိုက်တာကြောင့်ဒန်ဆန်းနဲ့ပါကျဲကထွက်ပြေးကြပါတော့တယ်။အပြေမက်မှာတော့ရေတန်းတော်နဂါးမင်းကသူ့ရဲ့နောင်တော်ကိုမင်းကြောက်ပေမဲ့ငါမကြောက်ဘူးကွာလို့ပြောပြီးတော့မင်းလွတ်ပေးခိုင်းတဲ့ငါလွတ်ပေးအောင်ယူလာဆိုပြီးတော့တိုက်ခိုက်ကြပါတော့တယ်။ပါကျဲနဲ့ဒန်ဆန်းကိုတော်တို့ကလည်းတောင်းတောင်းနဲ့အတူတူထွက်ပြေးကြရင်တောင်းတောင်းရဲ့အခန်းထဲမှာခိတ္တပုံနေခဲ့ကြပါတယ်။ ရေနန်းတော်နဂါမင်းနဲ့သူ့ရဲ့နောင်တော်ဝင်းခွဲတို့ကလည်းတိုက်အင်းခိုင်နေမြစ်ပြင်ပေါ်အထိကိုကျုံထွက်သွားခဲ့ကြပါလေမြစ်ကန်းသားတဏျာမတော်ဝူခွန်းခြေကလင်ချိတ်ပြီးတော့ပတ်လက်လန်နေပါလေစာအုပ်ချင်းကသွားပြီးတော့ကူညီဖို့အကြံပေးတဲ့အခါသူတစ်ပါးမိသားစုရဲ့ဝင်းမပါသေးဘူးဟာလို့ဝူဟုံးကပြောလိုက်ပါလေစာအုပ်ချင်းကဆရာတော်ကိုစိတ်ပူတာကြောင့်ပြောပြတာဖြစ်ကြောင်းပြောလိုက်တဲ့အခါခဏဆောင်ကြည့်ပါဦးညီလေးရဲ့လို့ဝူခွန်းကပြောလိုက်တာပါရေနန်းတော်အောက်ကတောင်းတောင်းရဲ့အခန်းထဲမှာတော့ဆရာတော်ကတောင်းတောင်းကိုမြေဆောင်နဲ့ရဲ့သမီးလားလို့မေးနေပါလေ။ တောင်းတော့တော့ဒီနဂါသူ့ကိုဖမ်းလာပြီးကြတဲ့ကသူ့ရဲ့ဖခင်မျက်စောင်းနဲ့နဲ့မတွေ့ရတော့တာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။တောင်းတော့ဆက်ပြီးတော့ပြောပြအမအဲ့ဒီနဂါမိစ္ဆာရောက်လာပြီးကြတဲ့ကသူမရဲ့ဖခင်ကိုဘလို့နှင်ထုတ်လိုက်မှလည်းမသိရသလိုဘယ်လိုနေထိုင်စားတောင်းနေတယ်ဆိုတာကိုလည်းသူမမသိရတော့ပါအကြောင်းကိုပြောလိုက်ပါတယ်။ဇာတော်ကတော့ဘာမှစိတ်မကောင်းဖြစ်မနေဘူးနဲ့သူ့ရဲ့တပည့်ဖြစ်တဲ့ဝူခုံးရဲ့အစွမ်းနဲ့နဂါမိစ္ဆာကိုအောင်းနိုင်မှာဖြစ်ကြောင်းပြောနေခဲ့ပါတယ်။နဂါမိစ္ဆာကိုအောင်းနိုင်မယ်ဆိုရင်ရေနန်းတော်ကိုပြန်လဲရရှိပြီးတော့ဖခင်ဖြစ်သူမြေဆောင်နတ်မင်းကိုလည်း ပြန်လှည့်ပြီးတော့ခေါ်ဆောင်နိုင်မှာဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ငကားမိဆာကသူမကိုဖမ်းထားပေမဲ့ပပတ်ဆက်ဆက်မလုပ်ခဲ့ကြအောင်ငကားမိဆာသူကြည့်ပြူလိုက်လောလာမဲ့အချိန်ကိုစိတ်ရှည်နေစောင့်နေသူဖြစ်ကြအောင်တောင်းတောင်းကလည်းပြန်ပြောပြပါတယ်။ငကားမိဆာသူ့ကိုတသက်လုံးတူနှွေးနှွေးထွေးထွေးနေကျင်တာဖြစ်တယ်လို့လည်းတောင်းတောင်းကပြောပါတယ်။ဒါမှလည်းသူမရဲ့ရင်ဘက်ကဘလို့မှမပြောနိုင်တာကြောင့်ငင်းဆန်သားစေဖြစ်တယ်လို့ဇာတော့ကိုပြောနေခဲ့တာပါ။ပါကျဲကငကားမေးရအဲ့လောက်လေတောင်းတောင်းပေါ်စိုးသွမ်းမနေပဲနဲ့။ဘာကြောင့်ညင်းဆန်နေရတယ်လို့မေးတဲ့အခါတောင်းတောင်းက ကြောက်လို့မချစ်တာလို့ဖြေလိုက်ပါလေ။ပါကျဲကသူ့ကိုစားတွေ့တုန်းကလည်းကြောက်ခဲ့တာပဲလေလို့ပြောပြီးတော့ဖြောင်းဖြားပေးနေပါလေ။ပါကျဲကသူကလည်းအဲ့လောက်မစိုးတောင်းပြောကတောင်းတောင်းကို easy ကလေးသွားထုနေပါသေးတယ်။ဆရာတော်လည်းပါကျဲကိုတစ်ချက်ဟန်ထားလိုက်ရပါလေ။ရေနံတော်သခင်နဲ့သူ့ရဲ့နောင်တော်ဝင်းခွဲကလည်းတိုင်းခိုင်နဲ့လေးဘော်ကိုရောက်လာပါပြီ။သူတို့နှောင်းပါဝါရီအာနာရီအတကုံထုံသုံးကတိုက်ခိုက်ကြရင်လေရေထဲမှာဒိုင်နမိုက်တွေပေါက်ကွဲရတဲ့အထိကိုတဝုံဝုံဒေါသတွေထွက်ပြီးတော့ကျုံနေကြတာပါ။နောက်ဆုံးမှာတော့ဝင်းခွဲနှကားရဲ့လန်ချက်ကရေကိုထိပြီးတော့ရေတစ်စက်က ရေနန်းတော်သခင်ရဲ့ရင်ဘတ်ကိုထိကဗဇက်ကသွေးပါထွက်သွားခဲ့ပါတယ်။နောက်ဆုံးမှာရေနန်းတော်သခင်ဟာရေပေါ်ကနေလွင့်ထွက်သွားကဝူခုံးရဲ့ရှေ့မှောက်ဒူးထောက်လို့ကြာလာပါတော့တယ်။နဂါနောင်တော်ဝင်းခွဲကလည်းရေနန်းတော်သခင်ကိုဖမ်းဆီးလိုက်ပြီးဖြေချောင်းကိုချိန်ညာလိုက်ပါတယ်။ဝူခုံးကလည်းဟဲ့ကောင်မင်းဘာကြောင့်လောက်ထိမိုင်းမဲနေရတယ်လို့ရေနန်းတော်သခင်ကိုမေးကလိမ့်လိမ့်မာမာနေဖို့ဥဤတော်မှားလိုက်တယ်လို့ပြောလိုက်ပါတယ်။ဝူခုံးကပဲဆက်ပြီးတော့ဒီမြစ်ကိုအပိုင်စီးပြီးတော့ပိုင်ရှင်မြစ်ဆောင်နတ်ကိုလည်းမောင်းထုတ်ခဲ့သေးတာ။သူသိတယ်လို့ပြောလိုက်တာပါ။ မြင်းဆောင်နိုင်ရဲ့သမီးတောင်းတောင်းကိုလည်းလိုမတူပဲဖမ်းဆီးထားတာလည်းငါသိတယ်လို့ပြောလိုက်ပါသေးတယ်။ရေနံမိတ်ဆာကလည်းဒီကိစ္စဝူခုံးနဲ့မဆိုင်ကြောင်းပြောလိုက်တာပါ။ဝူခုံးကတော့သူနဲ့ဆိုင်နေပြင်သူကဒုက္ခရောက်နေတဲ့သူတွေမတရားနိုင်ခြင်းခံရတဲ့သူတွေကိုကူညီဖို့မွေးဖွားလာခဲ့တာငါမြောက်ပြီးရင်စုံဝူခုံးပဲလို့ပြောလိုက်ပါလေ။အနောက်ပင်လယ်နဂါမင်းကတော့မှလေးစားတဲ့ငါရဲ့ဆရာကိုနဂါမင်းရဲ့တူကဖမ်းထားတာရာဇဝင်ရောဒဏ္ဍာရီပါအင်မတန်မှရိုင်းသွားခဲ့ပြီလို့ပြောလိုက်ပါလေ။ရေနံတော်မိတ်ဆာလည်းရာဇဝင်ရိုင်းတော့ဘာဖြစ်သေးလဲ။ သူတို့ကဝူခုံးကိုကြောက်ပေမဲ့သူကတော့မကြောက်ဘူးလို့ပြောလိုက်တာပါအဲ့ဒီချိန်မှာရေနကားရဲ့ကာစင်ကအတော်ကိုအတင်ရဲတဲ့ကောင်အတော်လေးမယိုင်းတဲ့ကောင်ဆိုပြီးတော့လှန်နဲ့ဝင်ထောက်နေရတာဝူခုံးကအ мян ပြန်ပြီးတော့တားဆီးလိုက်ရပါလိဝူခုံးကရေနန်းတော်မိစ္ဆာကိုသူ့ရဲ့တန်တုတ်တန်ကိုခံနိုင်လားလို့မေးလိုက်ပြီးသူဟာအနောက်ပင်လယ်နဂါးမင်းကိုအားနာလို့သာမင်းငါကြည့်နေတာလို့ပြောလိုက်ပါလိဝူခုံးကဒီတစ်ချိန်တော့ခွင်းလို့ပေးလိုက်မှာဖြစ်ပြီးတော့အေးလောလောဆယ်တော့သူ့ရဲ့ဆရာတော်ထန်ဆန်းဗမာလေးလို့ရေနန်းတော်သခင်မိစ္ဆာရှင်ကိုမေးလိုက်ပါလိ ရေနံတော်ရဲ့အောက်ဘက်မှာလဲတောင်းတောင်းဟာဇာတော်ကိုကယ်တင်ပြီးတော့သူ့ရဲ့ဂျေဇူးကိုတိတက်ပါကအနောက်ဘက်ကိုခီးသွားမှသူ့ကိုလဲခေါ်သွားဖို့အကြက်ကိုင်းနေပါလေဇာတော်ကမိန်းကလေးတယောက်အနေနဲ့သူ့ရဲ့နောက်ကိုလိုက်ဖို့ဆိုတာမဖြစ်နိုင်ကြောင်းကိုပြောပြပြီးတော့ညင်ဆန်နေခဲ့ပါလေတောင်းတောင်းကသူပြောရတဲ့အထဲမှာယောက်ျားလေးမိန်းကလေးကိစ္စတွေမပါဝင်ပဲဘုရားရှင်ကိုဖူးမြော်ခြင်းကိုတတ်တတ်တာဖြစ်တယ်လို့ပြောပြလိုက်ပါလေဇာတော်နဲ့အတူတူလိုက်ခဲ့ရရင်လဲသူ့အတွက်အရာလုံးကြုံစိတ်ချနိုင်မှာဖြစ်တယ်လို့လဲတောင်းတောင်းကပြောနေခဲ့တာပါဇာတော်ကတော့သူ့ရဲ့ခီးစဉ်အခက်ခဲပေါင်းများစွာနဲ့ရင်ဆိုင်မှာဖြစ်ပြီးတော့ ကြမ်းတမ်းရိုင်းစိုက်မှုတွေလည်းရှိတာကြောင့်မိန်းကလေးတယောက်အနေနဲ့လိုက်ဖို့မဖြစ်နိုင်ကြောင်းကိုပဲပြောနေခဲ့ပါတယ်။အဲဒီအချိန်မှာပဲကာဆင်နဂါဇုံခုံနဲ့စာအုပ်ချင်းတို့ကရေလန်းတော်နဂါမိတ်ဆာကိုခေါ်ပြီးတော့ဆရာတော်ထန်ဆန်းနဲ့ပါကျဲကိုချုပ်ထားတယ်အခန်းစီကိုရောက်လာခဲ့ကြပါတယ်။အဲဒီခန်းထဲကိုရောက်တဲ့အခါဆရာတော်နဲ့ပါကျဲကိုမတွေ့ရတာကြောင့်ဇာတော်ထန်ဆန်းနဲ့ပါကျဲကိုလိုက်ချဖို့ထွက်သွားကြရင်းနဲ့ပဲဒီပိုင်းလေးကဒီညမှာဆုံးသတ်ထားခဲ့ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါဒီလိုနဲ့တင်ဆက်မှုကတလောက်ပါပဲခင်ဗျဆိုတော့ဇုံခုံရဲ့ခီးစင်တွေကတော့ဆက်ပြီးတော့အပိုင်းဆက်တွေနေနဲ့ရှိနေဦးမှာဖြစ်ပါတယ်နောက်နေ့မှလည်းစောင့်မျှော်ပြီးတော့ကြည့်ရှုအားပေးကြပါအောင်ခင်ဗျ channel subscribe လုပ်ထားပြီးပါဘေးနားကောင်းလောက်လို့နှိပ်ထားပြီးပါဇုံခုံမိုက်စားရဲ့လည်းတင်ဆက်နေလို့နောက်ထပ်အကောင်းစား recap တွေကိုလည်းစဉ်ဆက်မပြတ်နေ့စဉ်နေ့တိုင်းမြင်တွေ့ရမှာဖြစ်တဲ့အတွက် subscribe လုပ်ထားကြကြိုးနှက်စေရမယ်လို့လည်းအားမခံပါစေဆိုတော့ဒီနေ့မှစာကနေဆုံးလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့အချိန်ပေးခဲ့ကြတဲ့မြောက်ချေသူပေါင်းသူတော်ကောင်းတို့အားလုံးပဲကျေးဇူးတူပဲတင်ရှိပါရခင်ဗျာကျွန်တော်အန့်ခင်မူပါ